ဒီသင်းကိုရေးဆက်သူကတော့အိုင်ယာလာနိုင်ငံသားဂျိုးဆက်ဆက်ခရီဗင်ပဲဖြစ်ပါရီသူဟာဝမ်းနဲ့ပူဆွေးတောကရောင်းနေသူတူလည်းဖြစ်ခဲ့ပါရီအကြောင်းကတော့သူနဲ့ဆေးဆက်ထားတဲ့သရုပ်သမီးလောင်းကရေးနစ်ပြီးတော့တေးဆုံးခဲ့ရတာပါအဲလိုနဲ့သူကဝမ်းနဲ့ပူဆွေးတောကရောင်းနေချိန်မှာဘဝသက်စပြီးတော့ဖျားအမှုတော်ထဲမှာပါဝင်မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချကကနေဒါကိုပြောင်းလာခဲ့တာဖြစ်ပါရီအဲနောက်နှစ်တော်ကြာတဲ့အခါမှာတော့မိန်းကလေးတစ်ယောက်နဲ့ချစ်ကြိုက်ခဲ့ရပြန်ပြီးတော့လက်ထပ်ဖို့ပြင်ဆင်ခဲ့ပြီးမြေအရင်လိုပဲဝမ်းနဲ့ပူဆွေးတောကနေပဲအဆုံးသတ်ခဲ့ရပြန်ပါရီ အကြောင်းရင်းကတော့သူနဲ့လက်ထက်မဲ့ဒုတိယမိန်းကလေးကလည်းပဲအသေးတန်ဒီမကောင်းဖြစ်ပြီးတော့ကွဲလွန်သွားခဲ့ရလို့ပဲဖြစ်ပါရည်။အဲလိုနဲ့ပူဆွေးတော်ကရောက်နေတဲ့အချိန်မှာအင်ယာလန်မှာကြံရည်တဲ့သူ့ရဲ့အမေဖြစ်သူကနေမကောင်းဖြစ်တယ်ဆိုတာကိုသတင်းကြားပြန်ပါရည်။ဂျိုးစကသူ့ရဲ့မိတွေကပြားတဖို့ရေးပြီးတော့ပါလိုက်ပါရည်။ကပြားရဲ့ဆာမှာငါတို့အပြစ်နဲ့ဝန်နေခြင်းများခံရမိဆွေယေရှုရှိဆိုတဲ့စကားလုံးနဲ့စတင်ခဲ့ပါရည်။နောက်ပိုင်းမှာတော့ဒီကပြားလေးကထင်ရှားကြော်စိုးတဲ့ဓမ္မသရှင်တစ်ပုဒ်ဖြစ်လာခဲ့ပါတော့ရည်။